cha cha ko like time you molly comes on me to the king ခုလိုတက်တဲ့ခံခွင့်ပြင်ဆင်ပေးတဲ့ဖျားရှင်နာမတော်ကိုချီးမွမ်းပါတယ်ကျွန်တော်ရဲ့နာမည်ဆရာကျော်ပြည့်လို့ခေါ်ပါတယ်ဆံပြင်းနဲ့မြောက်ပိုင်းအစွန်ဖျားမြို့လေးတစ်မြို့မှာကျွန်တော်ရခုသာသနာပြုအမှုတော်ဆောင်ရွက်လည်းရှိပါတယ်ကျွန်တော်အတ္တတာထဲမှာဖျားရှင် ကောင်းမြတ်ခြင်းတွေကိုတက်တဲ့ခံဆရာရှိပါတယ်ကျွန်တော်မျောလင်းချင်းမဲ့တဲ့ဘဝအတ္တတာထဲကနေဖျားရှင်ကျွန်တော်ကိုမျောလင်းချင်း ေးခဲ့တယ်ဒုက္ခဆင်းရဲခက်ခဲပြဿနာတွေရဲ့အနေဖရာရဲ့မာဆာခြင်းနဲ့ပျက်စီးနေတဲ့ဘဝအတ္တတွေကနေဖရာရဲ့လမ်းပြခြင်းနဲ့ချစ်ချင်းမြတ်တမ်းအဖြစ်ခေါ်ဆောင်ပေးတဲ့အတ္တကျွန်တော်ခံစားရတယ်ဒီအရာတွေကိုကျွန်တော်တက်တည်ခံချင်ပါတယ်ကျွန်တော်ရဲ့အတ္တဖရာရဲ့အမှုတော်မြတ်ထဲကိုဘလို့အဖြစ်ဆက်ရောက်လာလဲဆိုရင်တော့ဖရာကကျွန်တော်ငယ်စဉ်ခတဲ့ကနေပြီးကမှချိမဆွားခတဲ့ကခွဲခန့်မှတ်သားတယ်ဆိုတဲ့အတိုင်းပါပဲ ကျွန်တော်အသက်တာကိုဖျားရှင်ကလမ်းပြခဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်ငယ်စဉ်ကတည်းကနေပြီးကမှကျွန်တော်ရဲ့စိတ်ထဲမှာခံစားတဲ့အရာတစ်ခုကတော့စိုးရိမ်နေတဲ့အရာတစ်ခုကတော့တည်ခြင်းတရားဆိုတဲ့အရာဖြစ်ပါတယ်ဒီတည်ခြင်းတရားကိုကျွန်တော်စဉ်းစားတိုင်းမှာအရန်ဆိုရင်တုံလုံးမိတယ်ကျွန်တော်ရဲ့အနည်းနာပတ်ဝန်းကျင်ကသူတွေကျွန်တော်ရဲ့မိတ်ဆွေညီကိုမောင်နှမတွေထဲကနေသစုံတယောက်တည်သွားတဲ့အခါမှာငါရောတည်ရင်တနေ့ဘယ်ကိုသွားမလဲဘယ်ကိုရောက်မလဲ ဆိုပြီးမှအမြဲတမ်းကျွန်တော်စဉ်းစားပြီးကမှဆိုရင်တုံ့လောက်ခဲ့တယ်။ဒီရအတွက်အဖြစ်ကိုကျွန်တော်အရန်လိုချင်တယ်။ဒါပေမဲ့ကျွန်တော်ညံအဖြစ်စဉ်းစားလို့မရနိုင်ဘူး။ဒါကြောင့်ကျွန်တော်ဘာသာတရားအားလုံးကိုလည်းကျွန်တော်လက်ခံထားတယ်။ဘယ်ဘာသာကနေဘယ်တရားကနေငါကိုကဲတင်နိုင်မလဲ။ဒီတမလွန်အတွက်အဖြစ်ဘယ်အရာကငါကို ပေးနိုင်မလဲဆိုပြီးမှကျွန်တော်ပါလာတဲ့အားလုံးကိုလက်ခံထားခဲ့တယ် တော့ကျွန်တော်လေတန်းလောက်ရောက်လာတဲ့အခါမှာကျွန်တော်ရဲ့မိခင်ကျွန်တော်ကိုဖခင်ကိုခေါ်သွားခဲ့တယ်ဆိုတော့ကျွန်တော်ကကျွန်တော်ရဲ့မိခင်ကအာခရိယန်ဖြစ်ပါတယ်ကျွန်တော်ရဲ့ဖခင်ကတော့အာခရိယန်မဟုတ်ပါဘူးမယုံကြည်သူ ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ငယ်စဉ်မှာလဲကျွန်တော်ဖခင်ဘက်မှာလဲကျွန်တော်ဘာသာရေးပိုင်းဆိုင်ရာအာကျွန်တော်လိုက်စားခဲ့ဘူးတယ်ဆိုတော့တနေ့မှာကျွန်တော်မိခင်ကကျွန်တော်ကိုဖခင်ကိုခေါ်သွားတဲ့အခါမှာ အဲ့ကနေစပြီးမှကျွန်တော်ဖះเจ้าစပြီးမှတက်ဖြစ်တယ်ကျွန်တော်ဖះเจ้าတက်တဲ့ခါမှလည်းကျွန်တော်ပုံမှန်တက်တယ်ကျွန်တော်နေ့တိုင်းတက်တယ်ဖះเจ้าပြတ်တဲ့အပတ်ဆိုတာမရှိပါဘူးဒါကြောင့်မို့လို့ကျွန်တော်ဖះเจ้าပုံမှန်တဲ့စုတွေတောင်မှပဲကျွန်တော်လူငယ်ဘဝမှာအာကျွန်တော်ရခဲ့တယ်ဆိုတော့ကျွန်တော်ဖះเจ้าတက်တဲ့ခါမှနှုတ်ကပတ်တော်ရွှေချမ်းချက်တွေဖះအเจ้าတွေကိုကျွန်တော်ကြားရတယ်ဒီထဲမှာကျွန်တော်ရဲ့အတ္တတာအတွက်ကျွန်တော်အရင်သိချင်တဲ့ကျွန်တော်တမန်လွန်ဘဝ အတက်တာအတွက်အဖြေရေးရေးလေးကိုကျွန်တော်စပြီးမှမြင်ရတယ်စပြီးမှကျွန်တော်နားလေရတယ်ဆိုတော့တမလွန်ဘွားအတွက်ငါဘယ်သွားမလဲပြီးတော့ယခုမြင်နေရတဲ့အရာတွေဒီဘယ်လိုဖြစ်လာတယ်လဲနားကကိုဘယ်ကလာတယ်လဲဒီမိခိုးရဲ့အဖြေဟာကျွန်တော်ရဲ့စိတ်ထဲမှာအမြဲတမ်းရှုပ်ထွေးနေတယ်ဒီရတိကျတဲ့အဖြေကျွန်တော်အရင်လိုချင်တယ်ခါမှကျွန်တော်ဖျားချောင်းသွားတဲ့အခါမှာဒီတမတရားနှုတ်ကပတ်တော့ တွေထဲကနေကျန်းစာထဲကနေရွှေကျန်းချက်တချင်းချင်းမုန်းတဲ့အရာတွေထဲကနေတရားဟောချက်တွေထဲကနေကောက်ကင်နိုင်ငံရှိတယ်။မင်းကိုဖန်ဆင်းတဲ့ဖခင်မင်းကိုစတင်စေတဲ့ဖခင်သခင်ရှိတယ်။အဲ့ဒီဖခင်သခင်ကကိုယုံကြည်တယ်ဆိုရင်တော့သာရကောက်ကင်နိုင်ငံကိုရောက်နေတော့အခွင့်ရှိတယ်လို့ကျွန်တော်ကြားတဲ့အခါမှာဟုတ်ပြီငါလိုချင်တဲ့အဖြေကိုတော့တွေ့နေပြီ။ဒါပေမဲ့ကျွန်တော်အတ္တတထဲမှာအဖြေတော့မရသေးပါဘူး။တခါလေးမှဒီနေ့ကျွန်တော်တို့အတ္တတထဲမှာအဖြေကိုတွေ့ပြီးမှအဖြေမရတဲ့သူတွေရှိပါတယ်။ ကျမ်းစာအုပ်ကိုင်ထားပြီးခါမှနှုတ်ကပတ်တော်မရတဲ့သူတွေရှိပါတယ်ခရစ်တော်ကိုခေါ်နေလျက်နဲ့ခရစ်တော်မရှိတဲ့သူတွေရှိပါတယ်ဆိုတော့ကျွန်တော်လည်းအဖြေကိုတွေ့နေတယ်ဒါပေမဲ့အဖြေကျွန်တော်မရဘူးကျွန်တော်ဖခင်ကိုကျွန်တော်လက်ခံဖခင်ရှင်ကိုတော့ကျွန်တော်လက်ခံပါတယ်ဒါဖခင်ကိုကျွန်တော်ဘယ်လောက်လက်ခံလက်ခံပါစေအဲ့ဒီအဖြေကကျွန်တော်ရဲ့စိတ်ထဲမှာကျွန်တော်ရဲ့စိတ်ဝိညာဉ်ထဲမှာစိတ်ချမှုကိုမဖြစ်စေဖခင်ကိုတော့လက်ခံတာမကဘဲနဲ့ကျွန်တော်ကလက်ခံရင်လက်ခံရင်နဲ့ လောကဒုစရိုက်တွေကိုလည်းကျွန်တော်လက်ခံလာမိတယ်။ရက်တွေကိုလည်းကျွန်တော်လက်ခံလာမိတယ်။စလိတ်တွေကိုလက်ခံလာမိတယ်။တငယ်ချင်းပေါင်းတဲ့နဲ့ဖဲရိုက်တဲ့ရံဖြစ်တဲ့ဒုစရိုက်မျိုးစုံလောကပျော်ပါခြင်းအရာတွေဒီအရာတွေကိုကျွန်တော်လက်ခံလာမိတယ်။ဖျားကြောက်တတ်တဲ့အချိန်မှာတော့ဖျားသားလေးလိုကောက်ကစ်တမန်လေးလိုကျွန်တော်ဖျားချောင်းထဲမှာထိုက်တယ်။ဒါပေမဲ့ဖျားချောင်းထဲကထွက်တဲ့ထွက်သွားတဲ့ခါမှာအပြင်ရောက်တဲ့ခါမှာတော့ရက်ဆိုင်ကိုကျွန်တော်ဝင်တက်တယ်။ဖျားချောင်းထဲမှာလည်းကုံတော်ချီးမွမ်းတယ် အပြင်မှာတော့ရံဖြစ်တယ်ဆိုတော့ကျွန်တော်အသက်ရှင်မှုကနှစ်မျိုးဖြစ်နေတယ်တကယ်ဘယ်အရာကကျွန်တော်အသက်တာရဲ့အစ်စ်မှန်တဲ့အသက်ရှင်မှုလဲကျွန်တော်မသိဘူးဖះเจ้าထဲမှာတော့ဟုတ်တယ်လို့လို့ပဲဒါပေမဲ့အပြင်မှာတော့ကျွန်တော်အသက်တာကမဟုတ်ဘူးဖြစ်နေတယ်ဆိုတော့ကျွန်တော်လက်ခံလက်ခံနေတဲ့ကျွန်တော်အဆိုးတွေပါပဲကျွန်တော်လက်ခံလာမိတယ်ဆိုတော့ဖះကလည်းကျွန်တော်လက်ခံထားတယ်ဒါပေမဲ့ကျွန်တော်အထဲမှာညီသက်ချင်းမရှိဘူးဆိုတော့ အသက်ရရတဲ့ခါမှာနှစ်ချင်းခံတယ်ဘွယ်တော်စားတယ်တနေတလောက်တင်းတော်မှဖျားเจ้าမှာလုံတင်းတဲ့အလုပ်ငန်းတွေမှာလူငယ်ကဏ္ဍတွေမှာပါဝင်ပြီးကမှလုတ်ကင်တယ်ဒီအရာတွေကိုငါလုတ်တယ်ဆိုရင်တော့ဖျားကဖျားကိုလက်ခံချက်ပြငါဒီအရာတွေလုတ်တယ်ဒီအရာတွေကိုငါစူးစမ်းတယ်စူးစမ်းမယ်ဆိုမှကျွန်တော်လုတ်ဆောင်ခဲ့တယ်ကျွန်တော်ရဲ့အတ္တတာကအဲ့လိုနဲ့လောကထဲမှာကျွန်တော်ဟာပြောရင်ပိုင်းအိမ်ထောင်ကျတယ် ပြီးတော့ဖះရနဲ့လုံးဝဝေးတဲ့အတ္တတာထဲကိုရောက်သွားတယ်။ဒါပေမဲ့ဖះရှင်ကကျွန်တော်ကိုဒီနေ့မှပြန်ခေါ်တယ်။သူချစ်တဲ့သားကိုပြန်ခေါ်တဲ့ကဲ့သို့ဖះကကျွန်တော်ကိုပြန်ပြီးမှသူ့အတ္တမှာတဲမှာလမ်းပြတယ်။ကျွန်တော်ရဲ့အတ္တတာဖះရဲ့ဖះကိုလက်ခံထားတဲ့အခြေအနေကနေပြီးကမှဖះရရဲ့လက်ခံတဲ့အခြေအနေကိုကျွန်တော်ရရှိတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်အတ္တမှာတစ်ခါလေးမှာဖះကိုကျွန်တော်လက်ခံတယ်။ဖះကိုကျွန်တော်တို့ယုံကြည်တယ်။ ဒါပေမဲ့ဖခင်ရဲ့လက်ခံခြင်းကိုကျွန်တော်နားမလည်သေးရတဲ့ကျွန်တော်တတတထဲမှာနှုတ်ကပတ်တော်ထဲကဖခင်ပေးထားတဲ့အဖြေတွေကကျွန်တော်အတတထဲမှာစိတ်ချမှုအနေနဲ့ရောက်ရှိလာမှာမဟုတ်ပါဘူး။ဆိုတော့ဖခင်ရှင်ကတင့်ကိုငါလက်ခံတယ်။ဒီအရာကိုကျွန်တော်ဘာအဖြစ်ကြားတယ်လဲ။ဖခင်ရဲ့နှုတ်ကပတ်တော်အင်္ဂလိပ်တရားအဖြစ်ကျွန်တော်ကြားပါတယ်။ကျွန်တော်ကိုတရင်ကောင်းနှစ်ချင်းတင်တော်ကအင်္ဂလိပ်ဆရာတွေကကျွန်တော်ကိုဒီယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းတရားယေရှုခရစ်တော်အဖြစ်ဒီနေ့ဖခင်ရှင်က အပြစ်သားတွေကိုပြန်လက်ခံပြီးဆိုတဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ကြားတဲ့အခါမှာအော်ငါကအရင်ကဖယောင်းကိုငါလက်ခံခဲ့တာကိုငါဘက်ကနေဖယောင်းကိုငါကြိုးစားပြီးမှငါယုံကြည်ခဲ့တာကိုဒါကြောင့်မို့လို့ငါအထင်းမှာညီတက်ချင်းမရှိတာဖြစ်တယ်အခုတော့ဖယားရဲ့လက်ခံခြင်းကိုကျွန်တော်နားလည်တဲ့အခါမှာကျွန်တော်ရဲ့အရှိတိုင်းကျွန်တော်ဟာဖယားရှိမှာစိုးတန်းတော်သူဖြစ်တော်လဲဖယားရဲ့မြစ်တာအဖြစ်ကျွန်တော်ကိုလက်ခံတယ်ဆိုတော့ကျွန်တော်ကြားတဲ့အခါမှာတော့ ျွန်တော်ရဲ့အတ္တမှာစိတ်ချမှုရရှိလာခဲ့ပါတယ်။အဲကြောင့်ဒီနေ့ကျွန်တော်လိုဖခင်ကိုယုံကြည်ရတဲ့အဲ့အထဲမှာစိတ်ချမှုမရှိတဲ့သူတွေအတွက်ကျွန်တော်ကိုယ်တိုင်ခံစားရတဲ့နှုတ်ကပတော်တရားလေးကိုလည်းပြောပြချင်ပါတယ်။ကျွန်တော်ဟာခရိယအတ္တမှာမိယိုဖလာအနေနဲ့နှစ်20လောက်ကြီးပင်းလာတဲ့အတွက်ကြောင့်မလို့ယေရှုခရစ်တော်အကြောင်းလည်းကျွန်တော်သိပါတယ်။ယေရှုခရစ်တော်ကျွန်တော်တို့အပြစ်အတွက်အသေးခံတဲ့တချို့ချင်းခံတဲ့ပြန်လဲရှင်းပြန်ထောင်မြောက်တဲ့ကောက်ကင်တပ်တော်ကျွန်တော်ယုံပါတယ်။ ဒီယေရှုခရစ်တော်အသွေးတော်အဖြစ်ကျွန်တော်အဖြစ်ကိုလွတ်ပေးတဲ့ဆိုတော့ကျွန်တော်လက်ခံပါတယ်နှစ်ချင်းခံမဲ့ပေါ်တော်ဆားရမယ်ကျွန်တော်လက်ခံပါတယ်ဆေဘိုးတို့ပေးရမယ်ကျွန်တော်လက်ခံပါတယ်ချမ်းသာဖတ်ရမယ်ကျွန်တော်အကုန်ယုံကြည်ပါတယ်ဒါပေမဲ့ခရစ်ယာန်တရားလို့နေပြီးမှခရစ်ယာန်အသက်တာနဲ့အဆိုင်နဲ့လုပ်ငန်းတွေလုပ်နေတော့လဲပဲအထက်မှာခရစ်တော်မရှိဘဲနဲ့အသက်ရှင်နေသူတွေများများစွာကျွန်တော်လိုရှိနိုင်ပါတယ်ဖေးလူတွေအတွက်ကျွန်တော်ကျွန်တော်ရဲ့အသက်တာကို နားလေတဲ့နှုတ်ကပတ်တော်လေးအဖြစ်နဲ့ကျွန်တော်ပြောပြချင်တယ်။ကျွန်တော်ဒီခရစ်တော်ကိုယုံနေတယ်ခရစ်တော်တည်တာကိုပဲကျွန်တော်တို့ယုံပါတယ်။နှုတ်ကပတ်တော်မှာကတော့ဂလာတိခန်းကြီး20မှာငါဒီခရစ်တော်နဲ့တူလက်ဝါးကတိုင်းမှာတည်တတ်ခြင်းကိုခံပြီးလို့ရှင်ဘောလူကပြောပါတယ်။ခရစ်တော်တည်တာကိုပဲကျွန်တော်ကယုံတာဖြစ်ပါတယ်။ခရစ်တော်နဲ့အတူကျွန်တော်တို့အပြစ်သားတည်တယ်ဆိုတာကိုကျွန်တော်တို့နားမလည်လို့ဖြစ်ပါတယ်။ခရစ်တော်အားဖြင့်ကျွန်တော်တို့ကို လဝကတိုင်းမှာ အပြစ်သားကိုအတူတည်တယ်အပြစ်သားဟာယေရှုခရစ်တူအတူတကြွချင်းခံတယ်တုတ်ရနေ့မြောက်မှာယေရှုခရစ်တော်ထမြောက်တဲ့အခါမှာအပြစ်သားဟာလည်းခရစ်တော်နဲ့အတူရှင်ပြန်ထမြောက်တယ်ဆိုတော့ကျွန်တော်တို့ယုံကြည်ဖို့အတွက်လိုအပ်ပါတယ်ကျွန်တော်ဟာယေရှုကိုပဲယုံတယ်ကျွန်တော်တို့ပါတာကိုကျွန်တော်တို့မယုံဘူးဖြစ်နေပါတယ်ကျွန်တော်နှုတ်ကျမ်းစာမှာအမြဲတမ်းအတူအတူအတူဆိုတာကိုတွေ့ရပါတယ်အေဖက်အခါချင်းနှစ်ပိုင်းငယ်6မှာလည်းယေရှုခရစ်အဖင်ငါတို့ကိုထမြောက်စေ၍ ကောင်းကင်အရာမှာနေရာပေးပြီလို့ပြောပါတယ်။ဒါကြောင့်ယေရှုခရစ်အဖြစ်ငါတို့ကိုထမြောက်စေ၍လို့ပြောတဲ့အခါမှာယေရှုခရစ်ထားတယ်မဟုတ်ပါဘူး။ယေရှုခရစ်နဲ့အတူငါတို့ဆိုတဲ့ဒီနေ့ကျွန်တော်တို့အပြစ်သားကိုထမြောက်စေတယ်။ယေရှုခရစ်ခရစ်တော်အသေးခံခြင်းတကြွခြင်းကအပြစ်သားကိုတတ်ခြင်းနဲ့အပြစ်သားကိုအပြစ်နဲ့ဆိုင်သောအရာကိုမြုပ်နှံတကြွခြင်းဖြစ်ပါတယ်။ဒီနှုတ်ကပတ်တော်ကိုကျွန်တော်ရတဲ့အခါမှာကျွန်တော်ကြားတဲ့အခါမှာအော်ငါယေရှုခရစ်နဲ့အတူငါအပြစ်သားယေရှုခရစ်နဲ့အတူ လဝကတိုင်းမှာတည်ခဲ့ပြီပဲထိုတခင်းနဲ့အတူငါတကြိုချင်းခံပြီးကမှငါရဲ့အပြစ်နဲ့ဆိုင်တော့အားလုံးကိုမြုပ်နှံလိုက်ပြီပဲအခုယေရှုခရစ်တော်အဖြစ်ငါကအတိတ်တော်အတ္တတန်၌ကျင်နေပြီအဲ့လိုကျင်နေစီပြီကျင်နေစီပြီးလို့ဖခင်ကတတ်မှတ်ပြီးမှကျွန်တော်ကိုခရစ်တော်အဖြစ်လက်ခံပါလားလို့ကျွန်တော်နားလေတဲ့အခါမှာကျွန်တော်ရဲ့အတ္တတန်အထင်းမှာညီသက်ချင်းကိုရရှိတယ်။ဘာညီသက်ချင်းလဲ။တည်ရင်ငါဘယ်ကိုသွားရမလဲတဲ့။ ိုတဲ့ညီတချင်းကျွန်တော်ရတယ်အဲ့ဒီညီတချင်းကစိတ်ကူးရင်မဟုတ်ပါဘူးအဲ့ညီတချင်းကကိုယ့်ရဲ့အထင်မြင်ချက်မဟုတ်ပါဘူးအဲ့ညီတချင်းကိုဘယ်ရကပေးလဲဆိုရင်တော့တန်ရှင်တော်ဝိညာဉ်တော်ကပေးတာဖြစ်ပါတယ်ရမခန်ကြီးရှစ်ပိုင်းငယ်ကိုးမှာခရစ်တော်ရဲ့ဝိညာဉ်ကိုမရတော့သူမိတီကခရစ်တော်နဲ့မဆိုင်တဲ့ကျောက်ထတော်ရဲ့ဝိညာဉ်ကိုရမှတာနဲ့ခရစ်တော်နဲ့ဆိုင်ပါတယ်ခရိယံဖြစ်တဲ့နှစ်ချင်းခန္ဓာတိုင်းခရစ်တော်နဲ့ဆိုင်တာမဟုတ်ပါဘူး ရိုးရိုးစင်စက်ခရိယံဖြစ်လို့ခရစ်ခရစ်တော်နဲ့ဆိုင်တာမဟုတ်ပါဘူးခရစ်တော်ရဲ့ဝိညာဉ်ကိုရမှာပဲခရစ်တော်နဲ့ဆိုင်မှာဒါကြောင့်အဲ့ဒီခရစ်တော်ရဲ့ဝိညာဉ်ကိုရတော့သူကညီသက်ချင်းဆိုတဲ့တက်တီကိုရတယ်ဘုမအခန်းကြီး၈ပိုက်ငယ်16ဖရာသခင်တားဖြစ်တော်သူတို့ဒီငါတို့ဒီဖရာသခင်တားဖြစ်ချတည်ဟုတန်ရှင်တော်ဝိညာဉ်တော်ဒီငါတို့ဝိညာဉ်နဲ့အတူတက်တီခံနေလို့ဖော်ပြထားပါတယ်ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ဟာကျွန်တော်တို့ရဲ့ဝိညာဉ်နဲ့အတူ ဖယားသားဖြစ်တယ်ဆိုတဲ့စိတ်ချမှုကိုပေးပါတယ်ဖျာရှင်နာမှာဘုန်းကြီးပါစေဒါကြောင့်အဲ့ဒီတက်တီကိုမရသေးဘူးဘူးဆိုရင်တော့ဒီနေ့ကျွန်တော်ကခရစ်တော်ကိုဘလောက်ပဲယုံနေပါလိမ့်စေဘလောက်ပဲအချင်းကောင်းတဲ့ရနေပါလိမ့်စေကျွန်တော်ဟာဖယားရှင်ပြင်ဆင်ပေးတဲ့အကောက်ကနေကိုရမှာမဟုတ်ပါဘူးဒီတန်ရှင်တဲ့ဝိညာဉ်တော်ကိုဖယားကဒီလောကမှာကျွန်တော်တို့အတွက်ဆက်ရံအနေနဲ့ကျွန်တော်တို့ကိုပေးထားခြင်းဖြစ်ပါတယ်ထိုသက်တည်ကိုကျွန်တော်ဟာရရှိဖို့ရန်အတွက်အရန်ရည်ကြည်ပါတယ်ဒါကြောင့်ကျွန်တော်အသက်တာတန်ရှင်တဲ့ဝိညာဉ်တော်ရဲ့တသက် ခံခြင်းအပြင်ကျွန်တော်ဖယားသားဖြစ်ပြီဆိုတော့ကိုကျွန်တော်နားလည်လိုက်တယ်ဖယားကျွန်တော်ကိုသူ့ရဲ့သားဖြစ်လက်ခံပြီဆိုတော့ကိုကျွန်တော်နားလည်တဲ့အခါမှာတော့ကျွန်တော်ဘဝအတ္တဟာဖယားရဲ့ချစ်ခြင်းမြတ်တာထဲမှာကျွန်တော်ရောက်ရှိလာတယ်ကျွန်တော်လောကထဲမှာပျော်ပါတယ်ချက်လို့နေခဲ့တဲ့အရာတွေထဲကနေမှဖယားကသူ့ရဲ့ချစ်ခြင်းမြတ်တာအပြင်ကျွန်တော်ကိုဆွဲခေါ်လာတယ်သူ့ရဲ့အမှုတော်ကိုလုံဆောင်ဖို့ရန်အတွက်ဖယားကကျွန်တော်ကိုအဲ့ဒီအထိလမ်းပြပေးတယ်ကျွန်တော်ကဖယားအမှုတော်ကိုမဆောင်ချင်ပါဘူး လောကမှာဖြစ်နိုင်ပေါ်ပေါ်ပါပါလွတ်လွတ်လပ်လပ်နေရှင်းပါတယ်ဒါပေမဲ့ဖရဲမြတ်တာကျွန်တော်အနိုင်အထက်သွေးဆောင်တဲ့အခါမှာထူမြတ်တာအဖြစ်ပဲဒီနေ့ကျွန်တော်ဖရဲရအမှုတော်မြတ်ထင်မှာပါဝင်နေကျွန်တော်ကိုကျွန်တော်ရဲ့ဆရာတွေတင်ကောင်းနေချင်းတင်တော်ကဆရာတွေကတင်နန်းပို့ပေးကြတယ်ကျွန်တော်တင်နန်းမှုတော်မြတ်ထင်မှာချင်းနန်းလမ်းပို့ရန်အတွက်တင်နန်းသွားတဲ့အခါမှာငလွယ်ပါဦးကျွန်တော်မိသားစုတွေကျွန်တော်ဘယ်လိုထားခဲ့ရမလဲ ဘာမှမရှိတဲ့အခြေအနေကတည်းကငါမှုတော့ထက်သွားတဲ့အခါမှာတင်းနှန်းသွားတဲ့အခါမှာဘာလို့ကြည့်ပေးမလဲဆရာကြီးကပြောပါတယ်ဖះတာဝန်ယူလိုက်မယ်တကယ်လည်းဟုတ်ပါတယ်ဖះတာဝန်ယူသွားပါတယ်ပြောင်းလဲခါစမှာတော့ယုံကြည်ခြင်းရမ်းရှိတယ်ဒါကြောင့်ကြည့်သူတွေရဲ့ဖြစ်တတ်တဲ့အရာပါပြောင်းလဲလာတာကြာတဲ့အခါမှာတော့လက်တွေ့ဆန်လာတဲ့ဘဝကိုပဲပုံမှသဘောကျလာတတ်ကြပါတယ်ဆိုတော့ကျွန်တော်လည်းပြောင်းလဲခါစမှာတော့ဖះပုံမှာစိတ်ချမှုရှိတယ်ဖះတာဝန်ယူလိုက်မယ် ဖခင်တကယ်ပဲကျွန်တော်မိသားစုရဲ့တတ်တာပါကျွန်တော်ရဲ့တတ်တာပါတာဝန်ယူပြီးကမှပို့ဆောင်ပေးတယ်ဖခင်တခင်တာဝန်ယူတယ်ဆိုလို့အယယအားလုံးအဆင်ပြေတာတော့မဟုတ်ပါဘူးခါလေးမှာအဆင်မပြေမှုတွေရှိတယ်ညနေငယ်ရတဲ့အရာတွေရှိတယ်ခက်ခဲတဲ့အရာတွေရှိတယ်သူများဝတ်တယ်လို့သူများစားတယ်လို့သူများနေတယ်လို့သူများသွားလာတယ်လို့မလုပ်ရတဲ့အရာတွေရှိပါတယ်ဒါပေမဲ့ဖခင်ရှင်အဲ့ဒီခက်ခဲခြင်းတွေကနေအောင်မြင်စေပြီးကမှအဲ့ဒီခက်ခဲခြင်းတွေမှာကျွန်တော်ကို မလဲကြသွားစီပဲနဲ့ခွန်အားပေးပြီးကမှကျွန်တော်ကိုအောင်မြင်ခြင်းအခွင့်နဲ့အတူပို့ဆောင်ပေးပါတယ်ကျွန်တော်မိသားစုကိုလည်းထုံဒီတူပဲပို့ဆောင်ပေးခြင်းအပြင်ဖခင်ရဲ့တာဝန်ယူခြင်းကိုကျွန်တော်အသက်တာမှာမြင်တွေ့ရပါတယ်ခက်ခဲခြင်းကိုရင်ဆိုင်မှာပဲဖခင်ရဲ့မဆတ်ခြင်းကိုလည်းပုံမှန်မြင်တွေ့ရတယ်ခက်ခဲခြင်းကိုရင်ဆိုင်မှာပဲလူဟာ မူအဖြစ်တဲ့အတက်ကိုမွေးရပြီမဟုတ်ဘုရားသခင်မိန့်တော်မူတဲ့အဖြစ်အတက်ကိုမွေးရတယ်ဆိုတော့ကိုလည်းပို့မှကျွန်တော်တက်တာမှာနားလည်လာရပါတယ်အဲ့လိုနဲ့ပဲကျွန်တော်တက်တာအမှုတော်မြတ်ထဲမှာကျွန်တော်ခြေလန်းစာလန်းခဲ့တယ်ကျွန်တော်ခံစားရတဲ့ဘုရားချစ်ခြင်းမြတ်တဲ့အဝင်းတရားကိုကျွန်တော်ဟောပြောတဲ့အခါမှာဒီကျွန်တော်အမှုတော်မြတ်ထဲမှာဘုရားရှင်ကကျွန်တော်ဟိုအသုံးပြုပြီးကမှကျွန်တော်နေတဲ့မှုတော်ဆောင်နေတဲ့မြို့လေးမှာတော်ဆုပ်ဝင်ရင်ကျွန်တော်ကိုပေးတယ်ကျွန်တော်စာရောက်ရှိလာတဲ့အခါမှာတော့ ်တင်းတော်ဆိုတာမရှိပါဘူးကျွန်တော်လာလာရောက်ပြီးမှအိမ်ခန်းလေးငှားတယ်ကျွန်တော်ဆီလုပ်ပေးတဲ့အတင်းတော်ကနေပြီးမှအိမ်ခန်းလေးငှားပေးတယ်ကျွန်တော်မိသားစုနဲ့နေတယ်အာပြီးတော့ဒီဝင်ကလေးထွက်တယ်လက်ခံတဲ့အိမ်လေးမှာကျွန်တော်စမ်းစာတင်ပေးရင်းနဲ့ဒီနေ့ကျွန်တော်အတင်းတော်ဟာအိမ်ချေ25အိမ်နဲ့20ကြာမှာကျွန်တော်စာတပီကမှ ရှင်းနှစ်လောက်လှုပ်ဆောင်တဲ့အခါမှာတော့ဖခင်ရှင်ကကျွန်တော်ကိုဒီအမွေ ေးလာပါတယ်ဆိုတော့ဒီတင်းတော်ကိုတိဆောက်တဲ့အခါမှာအရင်ခက်ခဲမှုတွေများများစွာရှိပါတယ်တရားဟောဟောယုံနဲ့မဟုတ်ဘဲနဲ့သူတို့ရဲ့ခက်ခဲမှုသူတို့ရဲ့လူမှုရေးပြဿနာသူတို့ရဲ့အကြမ်းမာရေးဆဆအရာကအစာလိုက်ပြီးမှကြီးရှုတဲ့ပေးရတယ်ခါလီမှာစိတ်ချင်းချက်မှုတွေလည်းအများကြီးခံစားရပါတယ်ကျွန်တော်မှုတော်ဆောင်ခါစကနေပြီးမှဖခင်ကကျွန်တော်ထင်းမှာ ူပါရုပ်အနေနဲ့ပေးတဲ့အရာရှိတယ်အဲ့ဒါကတော့ဘာလဲဆိုရင်မိဘမဲ့အကြောင်းမိဘမဲ့ခေဟာမျိုးကိုဖွင့်ဖို့ရတဲ့ကျွန်တော်စိတ်အားထက်သန်ပြီးမှကျွန်တော်ဆူတောင်းခဲ့ဘူးတယ်ဒါပေမဲ့ဒီနေ့ထိအောင်အဲ့ဒီယူပါရုံကလည်းမပြည့်စုံသေးပါဘူးဒါပေမဲ့မိဘမဲ့ကိုတော့ကျွန်တော်မထိန်ရသေးပါဘူးဒါပေမဲ့ဖခင်ကတော့ဂျေဆုရအဖင်ကျွန်တော်ကိုမိဘမနိုင်တဲ့သူတွေကိုတော့ဖခင်ကကျွန်တော်ကိုထိန်ခိုင်းတယ်ဒါကြောင့်ဒီမှာဒီမြို့မှာရှိတဲ့မိဘတွေပြောမနိုင်ဆိုမနိုင် လူဆိုးတဲ့သူတွေပိန်စားတဲ့သူတွေကျွန်တော်ရှိကိုပို့ကြတယ်တခါလေကျွန်တော်လည်းဆိတ်ရှုပ်လုံးတော့ဘာဖြစ်လို့ကောင်းတဲ့တာသိမှုတော့ငါရှိမပို့တယ်လဲဘာလို့ဆိုးတဲ့လူပဲပို့တယ်လဲသူတို့ကအင်းအရင်ဆိုးနေတလားဆရာကျော်ပြည့်ရှိပို့ပါအဲ့လိုပြောတတ်ကြတယ်တခါလေကျွန်တော်လည်းသူတို့ကိုပြောတယ်နောက်ကမြအမှိုက်ပုံမြထင်နေသလားလို့ချင်းစုတဲ့အဖြစ်ပါပဲဒီနေ့ကျွန်တော်မိဘမဲ့တွေမထင်ရတော့လေမိဘမနိုင်တဲ့သူတွေကိုကျွန်တော်ထင်ချောင်းချင်းအဖြစ်ဒီနေ့ ဘိန်းစားဘွားကနေပြီးကမှပြောင်းလဲလာတဲ့သူတွေရှိတယ်။မူရမြတ်ထဲမှာလူဆိုးဘွားကနေပြီးမှမူရမြတ်ထဲမှာပါဝင်ပြီးကမှဒီနေ့ဆက်ကအစီခံနိုင်တဲ့မူတော်ဆောင်6ရောက်လောက်ကိုကျွန်တော်ဂျေစရာဖြင့်ကျွန်တော်ဒီနေ့ကနေပြီးကမှနေခံနေတဲ့ကျွန်တော်ဝေထုတ်ပေးနိုင်တဲ့အခွင့်အရေးဖြာရှင်ကကျွန်တော်ကိုပြင်ဆင်ကောင်းချီးပေးတယ်။ထိုကဲ့သို့ပြုတဲ့ဖြာရှင်နာမှာတော့ပုံချီပါစေ။ဆိုတော့ဒီနေ့ကျောက်ဆုပ်ဝင်းကျင်ကိုဖမ်းတဲ့အခါမှာ ခက်ခဲတဲ့အရာတွေကတော့တိုက်ခတ်ခြင်းတွေလည်းကျွန်တော်မှခံရပါတယ်။တိုးခိုးတယ်ကျွန်တော်တိုးမခိုးပါဘူးလို့တိုးဆိုရင်ခိုးဆရာမလိုပါဘူးလို့တိုးဟာတိုးဆိုရင်တော့ထရက်တာကပြောပါတယ်ငါတိုးလို့တည်ငါကိုတည်တယ်ငါအတန်ကိုနားထောင်တက်တယ်လို့ပြောပါတယ်တိုးဆိုရင်တော့ထရက်တာရဲ့အတန်ကိုတည်တယ်ဒါပေမဲ့သူတို့ကတိုးမဟုတ်ဘူးထရက်တာရဲ့အတန်ကိုသူတို့မတည်ဘူးထရက်တာစကားကိုသူတို့နားမထောင်တက်ဘူးသူတို့နားထောင်နေတာဆာတန်စကားဖြစ်တယ်ကျတော့သူတို့မဟုတ်ဘူးသူတို့ခရစ်တော်ရဲ့လူမဟုတ်ဘူးဒါပေမဲ့ခရစ်ယာန်တော့ဖြစ်တယ်သူတို့ကျွန်တော်သူတို့ကို သူဘဝကိုကျွန်တော်ပြောင်းလဲပေးတယ်လူဆိုးဖြစ်နေတဲ့အခါမှာတော့သူတို့ကိုဘယ်သူမှကူးမဆိုင်ဘူးသူတို့ခရစ်တော်ကိုယက်သွားတဲ့အခါမှာကျော်ချမ်းစာတင်ပေးပြီးမှကနန်းနေခေါ်သွားပြီးမှအသက်တာပြောင်းလဲလာတဲ့အခါမှာတော့သူတို့အရင်ကူးဆက်လာကြတယ်အသက်တာပြောင်းလဲတဲ့အခါမှာသူတို့မကောင်းပြောတယ်အသက်တာဆိုးနေတဲ့အခါမှာသူတို့မကောင်းမပြောပါဘူးဟယ်လိုတိုက်ခိုက်တာလေကျွန်တော်ခံရတယ်ကျွန်တော်ကိုသူခိုးတဲ့သူသူကတော့ တတိထားပါအန်တီခရစ်စာတန်လှုပ်ဆောင်တဲ့သူဆိုတာအမျိုးမျိုးသမုတ်ခံရပါတယ်ဒီနေ့ကျွန်တော်ရှိမှရှိတဲ့ယုံကြည်သူတွေဟာဒီမြို့မှာအဆိုးဆုံးဆိုတဲ့စည်ရင်းဝင်တွေဖြစ်ပါတယ်အရင်တော့ဖယားမသိတရားမသိငရေရှိသလားတော့မှပဲမသိတဲ့သူတွေပါအဲ့လောက်အထိဖယားမဲ့တရားမဲ့နေတဲ့သူတွေရဲ့ဒီနေ့ဖယားရှင်ဂျေဇူရာဖြစ်သူတို့ပြောင်းလဲလာတယ်တင်းတော်မှာတမာတရားဘက်မှာဒီကအဖြစ်တမာတရားဘက်မှာသူတို့ယက်တီးပြီးကမှ ဘုရားကိုတစ္ဆာရှိစာပြည့်တဲ့ကိုကိုယ်တဲ့သူတွေဖြစ်လာတယ်။ဒါပေမဲ့အဲ့ဒီတတိတွေတွေ့တော့လေလူတွေဟာဘုရားကိုမချင်မွတ်တတ်ပါဘူး။ကဲရတယ်အဖြစ်တင်နေကျွန်တော်ကိုပြဿနာရှာတဲ့အရာတွေရှိတယ်။ဝိုင်းပြီးကမှကျွန်တော်ကိုလူစုလူဝေးနဲ့ကျွန်တော်ကိုဝါပြီးကမှအဖြစ်တင်အဖြစ်ပြောချိန်ချောက်ထိုးကျိတ်မလို့ကျွန်တော်ကိုပြောလာတယ်လေကျွန်တော်ခံရပါတယ်။ဘုရားကြီးဆိုတာအဖြစ်ကျွန်တော်အဲ့ဒီထဲကနေပဲဖရာတခင်ကပျောက်စိတ်ဝိညာဉ်ထပ်ပေးပါတယ် ူတို့ရဲ့ဇာတိအရာအပြင်ကျွန်တော်ကိုတိုက်ခိုက်လေလေသူတို့ရဲ့ဇာတိပေါ်လေပြီးမှကျွန်တော်တို့ရှိမှရှိတဲ့တမာတရားပေါ်လင်းလေလေလူတွေကအဲ့ဒါကိုမြင်လေလေကျွန်တော်ဘက်မှာပုံမှန်ယက်တီလာလေလေဖြစ်ပါတယ်ကျွန်တော်ဘက်မှာယက်တီချင်းမပါဘူးဖះရှိတဲ့ဘက်မှာသူတို့ယက်တီလာချင်းဖြစ်ပါတယ်ဖះကထိုးကဲ့သို့လမ်းပြပေးတယ်ကျွန်တော်အခုဘုရားဆောင်ရင်နဲ့ကျွန်တော်မှာဒီဝပြုကုတ်ကွက်ချင်းနဲ့ပတ်သက်ပြီးမှနှစ်ချိန်နှစ်ခါလောက်လေဌာနဆိုင်ရာတွေကနေ ိတ်ပင်ခြင်းကိုလည်းကျွန်တော်ရင်ဆိုင်ရတယ်ပထမတစ်ချိန်လည်းပဲနိုင်ငံရေးအခြေအနေကြောင့်ဇူဝေးခြင်းမပြုရဘူးနေအိမ်ဒီမှာမပြုကွက်ကွက်ခြင်းမပြုရဘူးဆိုမှတစ်ချိန်တခါကျွန်တော်တို့ရှင်မလာပြီးကမှအာပိတ်ပင်ဒါစီပါတယ်ကျွန်တော်ဖျားချောင်းလည်းမဆောင်နိုင်သေးဘူးအာအဲ့ဒီအချိန်တုန်းကယခုလည်းကျွန်တော်ဆောက်လဲဆောက်စေးပဲရှိပါသေးတယ်ကျွန်တော်အိမ်လေးမှာပဲမြေကွက်မြေကွက်လင်းဝယ်ထားပြီးမှ တဲလေးဆောက်ပြီးမှကျွန်တော်အမဝတ်ပြုတယ်။နေအိမ်မမပြုရဘူးလို့ပြောတယ်။ဒါပေမဲ့ကျွန်တော်ဆက်ဝတ်ပြုတယ်။ဘယ်နေရာမှကျွန်တော်မရွှေ့ဘူး။ကျွန်တော်ဆက်ဝတ်ပြုတယ်။နောက်ဘာမှမပြောတော့ပါဘူး။နောက်တစ်ချိန်ထပ်ပြီးမှနောက်၃နှစ်လောက်ကြာတဲ့အခါမှတစ်ချိန်စာထွက်လာပါတယ်။နေအိမ်မှာလုံးဝဘူးမပြုရဘူး။စာထွက်လာတယ်။ဒါလည်းကျွန်တော်ဆက်ပြီးမဝတ်ပြုပါတယ်။ဖခင်ကိုမပြုခြင်းကိုဖခင်ဝတ်ပြုခြင်းကိုကျွန်တော်တို့ညှင်းဆန်လို့မရပါဘူး။ ကျွန်တော်ဆက်ဝတ်ပြုတယ်ကျွန်တော်ရှိတဲ့ယုံကြည်သူလေးနဲ့ကျွန်တော်ရဲ့ဖျားချောင်းကတော်တော်လေးဟောင်းနှွမ်းနေတဲ့အခါမှာဒီနေရာလေးအရန်ကိုချောင်းချလုံးတဲ့အခါမှာစိုက်ကယ်စင်တက်ဖို့ကားဝင်ထပ်ဖို့ဆိုတာတော့အရန်ခက်ခဲတယ်ကားဆိုလုံးဝဝင်ထွက်လို့မရဘူးဆိုတော့ကျွန်တော်ဖျားချောင်းမြေခွက်လေးတစ်ခုကိုဒါယုံကြည်ခြင်းအဖြစ်အဲယုံကြည်သူတွေလည်းပါဝင်မှကျွန်တော်တို့ဝယ်ချတဲ့အစအဦးလေးကျွန်တော်စောင့်စောင့်နေတယ် အဲ့ဒီဝတ်ပြုဆောင်အနေနဲ့ကျွန်တော်စောင့်နေတဲ့အရာကိုလည်းမလုံနေအစမှဒါတားဆီးခြင်းနဲ့ကျွန်တော်ခံရပါတယ်ယခုအဲ့ဒါလည်းမပြီးသေးပါဘူးကျွန်တော်ဆောက်လက်စားရှိပါတယ်ဒီအတွက်လည်းအာဆောင်းလို့ PC ချင်းမနိုင်ဖို့အတွက်လည်းဆွတ်တောင်းပူဖို့ရန်အတွက်လည်းအာကျွန်တော်ပြောပြချင်ပါတယ်ဆိုတော့အဲ့လိုဒီနိုင်ငံရေးဘက်ကတော့လကောက်ပတ်ဝန်းကျင်ဘက်ကတော့လကောက်ကျွန်တော်အခက်ခဲချမ်းမှာပဲဖျားရှင်ကဒီနေ့တည်းအောင် ကျွန်တော်ရုံကံပြီးကမှမိုးတော်မြတ်ထဲမှာပါဝင်နေတယ်တူတော်လည်းဘုရားရှင်ကကျွန်တော်ကိုတင်းတဲအောင်သူရဲ့အမှုတော်မြတ်ထဲမှာလှုပ်ဆောင်နိုင်တော့အခွင့်ယက်တီနိုင်တော့အခွင့်ဟောပြောနိုင်တော့အခွင့်နဲ့အတူဘုရားရှင်ဆက်လက်၍အသုံးပြုနေတာအသုံးပြုနေတယ်ကျွန်တော်ကိုလမ်းပြနေတယ်ခွန်အားပေးနေတယ်ခါလီမှာအရန်စိတ်ရှုပ်ထွေးတဲ့အချိန်ရှိတယ်ငါမှုတော်ကနားမလားလို့စဉ်းစားမိတဲ့အချိန်တွေရှိပါတယ်ဒါပေမဲ့ရှင်ဘောလူပြောတဲ့ကဲတူပဲငါတို့ခံရတဲ့ညစ်ဆဲခြင်းဒုက္ခကယေရှုခရစ်တော်အဖြစ်ခံရတဲ့တတ်တာခြင်းနဲ့ တိုက်တာမယ်ဆိုရင်တော့တိုက်ထက်အလွန်ပေါ့နော်ဒီနေ့ခရစ်တော်ရဲ့အားဖြင့်ရရှိတဲ့နေသက်ခြင်းဝမ်းမြောက်ခြင်းလွတ်မြောက်ခြင်းကပုံမှန်ကြီးမားတယ်ဆိုတဲ့အတိုင်းပဲဒီနေ့ဖြစ်ရမှုတော်များထဲမှာခံရတဲ့ဒုက္ခကပြတနာတွေစိတ်မတည်ငြိမ်သွားစရာကောင်းတဲ့အရာတွေဟာဖခင်ခရစ်တော်ပေးတဲ့အရာနဲ့နှိုင်းတယ်ဆိုရင်တော့ကျွန်တော်ဘာမှမရှိပါဘူးခရစ်တော်ပေးတဲ့တတ်တာခြင်းကတားရွေ့ကျွန်တော်အတ္တမှာ ရပြတယ်လို့ခန်းစားတယ်။သာဝရကာလတိုင်အောင်လဲထွတ်တော်ပေးတဲ့တတချင်းကကျွန်တော်တို့ရဲ့အတ္တထဲမှာနေရန်ခန်းစားနေရမယ်အရာဖြစ်ပါတယ်။ထိုခရစ်တော်နာမပုံကြီးရဲ့မင်္ဂလာရှိပါစေ။ဆိုတော့ကျွန်တော်ရဲ့အနာဂတ်ယူပါယုံအနေနဲ့ထားရှိတဲ့အရာကတော့လူတိုင်းဟာကယ်တဲ့ချင်းရောက်ဖို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့တိုက်ခိုက်နေတဲ့နေပေဟာတော့ဖခင်ကိုမသိတဲ့နှလုံးသားတွေဟာကျွန်တော်တို့ဖခင်ကိုမသိတဲ့အတ္တတာတွေဟာကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးရရဲ့အနေနဲ့ကျွန်တော်တို့လှုပ်ဆောင်ရမယ့်နေရာတိုင်းနေရာဖြစ်ပါတယ်။ဒါပေမဲ့ယနေ့ကျွန်တော်ဒီဘက်နုနယ်လေးမှာရောက်ရှိနေတဲ့အခါမှာကျွန်တော်ရဲ့ပတ်ဝန်းကျင်သားမှာအေးငွေတရားကိုစီတားတဲ့လူမျိုးတစ်မျိုးရှိတယ်။ဒါမှတည်းနှုတ်ကတော့လုံးဝမရောက်ရှိသေးတဲ့အရက်ဒေတာကျဲကြီးရှိသေးတယ်။အဲ့ဒေတာကိုကျွန်တော်ယူပါရုံထားတယ်။အဲ့ဒေတာတခြားမြေပြန့်တခြားဘက်တွေမှာအေးငွေတွေဟောပြောတဲ့သူတွေများများစွာရှိနေတယ် အဲ့တော့လည်းကျွန်တော်ဆွတ်တောင်းပေးတယ်ဒါပေမဲ့အခုကျွန်တော်နေတဲ့နားမှာရှိတဲ့ data တခုမှာတော့လုံးဝ immunity ကလက်မခံဘူးအဲ့ဒီထဲကိုကျွန်တော် immunity မှုတော့ဆောင်းကျွန်တော်ဆီလွတ်ချင်တယ်ဒါကျွန်တော်ရယူပိုင်ရောဖြစ်တယ်အဲ့လိုမျိုးတွေဖျားကိုတိလာဖို့အဲ့ဒီထဲမှာဖျားကိုချင်းမွန်ဖျားကိုကိုးကွယ်တဲ့တမတရားညီတဲ့အတင်းတော်တွေဖြစ်လာဖို့ရန်အတွက်ဖျားကကျွန်တော်ကိုနှိုးဆော်တယ်ကျွန်တော်စိတ်ထဲမှာအများနဲ့ suit topic ကမှအဲ့ data အတွက်ကိုပူပူလောင်ချင်းကျွန်တော်အများနဲ့ခံစားရတယ် ညကျွန်တော်ဒီမှာရှိတဲ့နေခံတဲ့ကနေပြီးကမှအေဒီတက်မှာတော်ပြီးမှနောက်ကဘာဝင်ခနိုင်မှာခေါ်ပြောနိုင်မှာသူတို့ဘာသာစကားနဲ့စာကျွမ်းကျင်တဲ့သူတွေကိုအခုကျွန်တော်ဖျားချီဆိုတော့အဖြစ်ဝေထုံနေတော့အခွင့်ရတယ်သူတော်လည်းပဲကျွန်တော်မစေလွတ်နိုင်သေးပါဘူးဆက်လက်ပြီးမှကျွန်တော်ရဲ့ယူပါယုံပြေဆုံးလာနိုင်ဖို့ရန်အတွက်အာဆူတောင်းပေးကြပါဖျားလည်းဖျားရှင်ဟာလည်းသူပေးရဲ့ယူပါယုံကိုသူပြေဆုံးစေမှာဖြစ်တယ်ဆိုတော့ဘောနော်ကျွန်တော်ပြန်ကြည့်ပါတယ်ကျွန်တော်ရဲ့အတ္တတာဆူတောင်း ကျွန်တော်ရဲ့တတရဲ့ညကတော့တတိခန့်ချက်လေးပဲဖြစ်ပါတယ်လို့ရောက်တဲ့ဘုမဖြာရှင်ကကြည့်ပါစေ The Kimudo we mean no she ye amma The Kimudo swell and we so che you my show nya by sign way Why your child is singing